အားလုံးပဲမင်္ဂလာပါ positive energy circle weekend talk လေးကနေကြိုဆိုလိုက်ပါတယ်အဲကျွန်မပြီးခဲ့တဲ့ဘက်ကပြောတဲ့ talk လေးပေါ့နော်အဲ့ဒီ talk လေးကိုနားထောင်ပြီးတော့တယောက်ကစာဖတ်တဲ့သူတယောက်ကလာပြီးတော့ပြောတယ်ဘာလဲဆိုလို့ချင်းအဲ့ဒီ talk လေးကိုနားထောင်ပြီးရောတဲ့သူ့ရဲ့ဘဝကိုသူအားတက်မိရဲ့ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲပြီးခဲ့တဲ့ဘက်ကကျွန်မ တင်နေထော့ကလေးကဘာအကြောင်းလဲဆိုလို့ရှိရင်ခေါင်းစဉ်လေးကတော့မုံတဲ့သူနဲ့ပြန်တွေ့ချင်လားဆိုရဲထော့ကလေးပေါ့နော်ဒါလေးကိုတင်တာဖြစ်ပါတယ်အဲ့တော့အဲ့ထော့တင်ပါဆိုလို့ရှိရင်ကျွန်မထည့်ပြထားတာရှိရပေါ့လေလူတွေကလူဘဝကိုရောက်လာတယ်ဆိုကြရတာအမြဲတမ်းပဲကြီးမားတယ် ကုသိုလ်တွေပေါ့နော်ဒါတွေရှိရဲ့အတွက်ကြောင့်မို့ပဲလူဘဝကိုရောက်လာတာလူစင်းရဲပဲဖြစ်ဖြစ်လူချမ်းသာပဲဖြစ်ဖြစ်ပေါ့လူဖြစ်ရတယ်ဆိုတာကတုံတန်ကိုကံတော့မဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အသိဉာဏ်တွေတွဲပြီးတော့ပါလာတယ်တရိစ္ဆာန်နဲ့လူနဲ့မှာကွာခြားသွားတာကဒီလိုအသိဉာဏ်ပေါ့လေအဲ့တော့လူဖြစ်ကိုရောက်တယ်နောက်ပြီးတော့အသိဉာဏ်ရှိရဲ့ဘဝပေါ့နော်ဒါတွေကိုရတဲ့အခါမှာဒီဒါကအမှန်တမ်းပဲကံကောင်းပါတယ်လူဖြစ်တာနဲ့ကံကောင်းနေပြီဆိုပြီးတော့ ကျမထည့်ပြီးတော့ပြောရပေါ့เนาะအဲ့တော့အဲကိုကကိုရဲ့အခြေအနေကိုကိုပြန်ပြီးတော့သုံးသပ်ကြည့်လို့ရတယ်ပေါ့လေကိုကဘယ်လောက်ထိဒီဘဝမှာကံကောင်းတဲ့လူဖြစ်လဲအသိဉာဏ်ပညာနဲ့လည်းပြည့်စုံနေเนาะချမ်းသာကြွယ်ဝတဲ့လူလည်းဖြစ်တယ်เนาะပြီးတော့ကောင်းမွန်တဲ့အလုပ်တွေကိုလုပ်နိုင်တဲ့သူလည်းဖြစ်တယ်မျိုးကောင်းယူကောင်းเนาะမိသားစုပတ်ဝန်းကျင်ကောင်းမှရှင်သန်ရတဲ့သူလည်းဖြစ်တယ်အစရှိသဖြင့်ပေါ့เนาะဒီလိုမျိုးဆိုလို့ရှိရင်တော့ကိုရဲ့ဘဝအရင်ကို ဟိုကောင်းတဲ့အရင်တုန်းကကုသိုလ်တွေလုပ်ခဲ့တယ်ဆိုတာသိကြတယ်ဆိုတဲ့အကြောင်းလေးပေါ့လေ။ဒါလေးကိုကျွန်မပြီးခဲ့တဲ့အပတ်က talk လေးမှာပြောခဲ့ပါဗါတယ်။အဲ့တော့ဒါလေးကိုစာဖတ်တဲ့သူတယောက်ကလာပြီးတော့ပြောတယ်ဒီအကြောင်းလေးကိုကြားရပြီးတော့သူ့ရဲ့ဘဝကိုသူအရင်ကအတက်မိရဲ့သူ့ရဲ့ဘဝမှာအများကြီးပဲ blessing တွေများလိုက်တာပေါ့နော်။ဆိုပြီးတော့ဒီအကြောင်းလေးကိုသူပြောပြရတယ်ပေါ့လေ။ဆိုတော့ကျွန်မကလည်းဒီဘက်မှာလည်းကျွန်မဆက်ဆက်ပြီးတော့စဉ်းစားမိရလေးပေါ့လေ။အဲ့ဒါလေးကိုကျွန်မဒီ weekend talk လေးမှာ ချက်ပြောပဲပြောပြချင်ပါတယ်။ပြောရမယ်ဆိုလို့ရှိရင်အခုခေတ်မှာတော့ဗောနော် spirituality လို့ခေါ်တဲ့ဒီ spiritual နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒါတွေကလည်းအာအရင် develop ဖြစ်လာရပေါ့နော် popular လို့တော့ကျွန်မမပြောချင်ပါဘူးဒါပေမဲ့လူတွေတော်တော်များများအသိနာလေလာကြတယ် spiritual ဆိုတဲ့ land တခုပေါ့နော်ဒီဟာကိုရှောက်လန်းလာကြတယ်အဓိကကတော့ ဟို spirituality spiritual path เนาะအစရှိသဖြင့်ဒါတွေကိုပြောရဲဆိုရင်တော့စိတ်ရဲ့အေးငြိမှုရှာဖွေရဲ့လမ်းစဉ်တစ်ခုပေါ့เนาะဒီဟာကိုလှုပ်လာကြရဲပေါ့เนาะဆိုတော့ဟိုကျမကိုယ်တိုင်လည်းလှုပ်ပါတယ်ကျမအမြဲတမ်းပြောပါတယ်ကျမဒီ spiritual land ပေါ်မှာရှောက်လန်းနေတဲ့သူတယောက်ပါပဲလို့ကျမအမြဲပြောရဲပေါ့เนาะနောက်ပြီးတော့ဒီ spirituality နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒါဟိုဘေးဘာသာမလို့ဘေးလူမျိုးမလို့ဘေးဘာသာကိုကိုးကွယ်လို့မကိုးကွယ်လို့ဆိုရရင်းနဲ့ ဘာမှပြောလို့မရဘူးပေါ့နော်ဒါလူတိုင်းနဲ့သက်ဆိုင်တဲ့အရာတခုလူတိုင်းလုပ်လို့ရတဲ့အရာတခုလို့ပဲကျွန်မ spirituality ကိုကျွန်မပြောချင်တာဖြစ်ပါတယ်အာလူတိုင်းအသက်ရှူနေသလိုပေါ့နော်ဒီဘာသာကိုကိုးကွယ်ရသူကတော့အသက်မရှူဘူးနော်ဒီဘာသာကိုမကိုးကွယ်ရသူကတော့အသက်ရှူရဲအစရှိတဲ့ဖြင့်ပြောလို့မရသလိုမျိုးပဲပေါ့နော်လူတိုင်းအသက်ရှူနေသလိုမျိုး spirituality ဆိုတာဘာလဲဆိုလို့ရှိရင်စိတ်ရဲ့အင်းကြီးမှုဆိုတာလူတိုင်းလူတိုင်းက လိုလားတဲ့အရာဖြစ်ကြတယ်နော်ဘလို့ပဲဖြစ်ဖြစ်ဒီဘာသာရဲ့နဲ့ပတ်သက်ပြီးတော့တည်တည်ဖြစ်စေမတည်တည်ဖြစ်စေလိလာနေရသူပဲဖြစ်ဖြစ်မလိလာရသူပဲဖြစ်ဖြစ်လူတိုင်းကတော့အကိုရဲ့ဘဝကိုအေးချမ်းချမ်းဖြတ်သန်းသွားကြင်ကြရအေးအေးဆေးဆေးလေးပေါ့နော်စိတ်ကိုလည်းဒီလိုမျိုးရှိကြင်ကြရပေါ့လေဒါကတော့အာတဘာဝပါပဲလူတိုင်းရဲ့လို့လည်းမဟုတ်ဘူးပေါ့နော်တချို့တကယ်ကိုအသိဉာဏ်ပညာအပြည့်မြင့်မားတဲ့သူတွေနော်ဘဝရဲ့ ်ငြိမ်းအေးမှုပေါ့နော်ငြိမ်းအေးမှုတစ်ခုကိုယ့်ရဲ့ inner peace ကိုအဲတံပိုးတစ်ခုလို့ပေါ့ကိုယ့်ဘဝရဲ့တံပိုးတစ်ခုလို့မျိုးတံပိုးထားတဲ့သူတွေပေါ့ဒီလိုမျိုးဆိုလို့ရှိရင်ကျမတို့ကအဲဒီအကြောင်းအရာတွေကိုသိရှိရဲနားလည်ရပေါ့နော်စိတ်ရဲ့အေးငြိမ်းမှုကကိုယ့်ရဲ့ဘဝတံပိုးတစ်ခုဖြစ်တယ်ဆိုတာကိုယုံကြည်ကြရဲအဲ့ဒီအတွက်ကြောင့်မလို့လေဒီလမ်းကိုရှောက်လှမ်းကြရဲစိတ်ငြိမ်းအေးငြိမ့်မဲ့အရာတွေဆိုလို့ရှိရင်အဲလိုက်လုပ်ကြည့်ရဲအစရှိတဲ့မျိုးပေါ့နော်အဲ့တော့ ကျမပြောချင်တာပါလဲဆိုလို့ရှိရင်ကျမတို့ဘဝင်ခြင်းမှာအဲ့လိုမျိုးစိတ်အားဖြင့်ငြိမ်းချမ်းနေတဲ့သူတွေစိတ်အားဖြင့်အာ energy ပြည့်နေတဲ့သူတွေစိတ်အားဖြင့်အာဟာရပြည့်နေတဲ့သူတွေเนาะပြန်ပြီးတော့မျှဝေပေးနိုင်တဲ့သူတွေအဲ့လိုလူမျိုးတွေလည်းရှိတယ်เนาะနောက်တစ်ခုကကြတော့ဒါဆိုလို့ရှိရင်ဒါကံကောင်းတဲ့အုပ်စုပဲပြောရမှာကံကောင်းတဲ့အုပ်စုတွေကိုပဲထည့်ရမှာပဲသူတို့ဆိုလို့ရှိရင်เนาะနောက်တစ်ခုကကြတော့အာ သူတို့တွေရှိတဲ့ community ပေါ့နော်ကျမတို့အကုန်လုံးရှိရအခုဒါကျမမှာဆိုလို့ရှိရင်ဒီ positive energy circle ဆိုပြီးတော့ရှိရပေါ့အဲ့ဒီ positive energy circle တွေမှာကျမကတော့ထင်တယ်ပေါ့နော်ဟိုတော်တော်များများတော့ကိုယ်ကိုချစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုလည်းဟိုဒီ positive ဖြစ်တဲ့ energy circle တွေမှာနေခြင်းတဲ့အတွက်ကြောင့်မလို့ရောက်လာကြတယ်အဲဒီလိုမျိုးကျမကတော့အမှတ်ယူရပေါ့နော်ဒါပေမဲ့ဒီထဲမှာလည်းပါနိုင်ပါသေးတယ်အလုံးဝကြည့်လို့မရတဲ့သူတွေ ဘာလုပ်နေရလဲဘာတွေပြောနေလဲဆိုတာကိုလိုက်ပြီးတော့ဟိုနားထောင်နေရပေါ့နော်ဟိုစိတ်ဝင်စားရလဲမဟုတ်ဘူးအာချစ်လို့တော့မဟုတ်ဘူးပေါ့လေဒါပေမဲ့တခုခုကြောင့်ပေါ့နားထောင်နေရဆိုတာမျိုးတွေလည်းဒါပါနိုင်တာပဲပေါ့နော်အဲ့တော့အများသောအားဖြင့်ကတော့အဲ့လိုမျိုးဒီ community ရဲ့မှာရှိကြတယ်ကိုနေတူတူရှိကြတယ်ဆိုတော့ဒါတွေအကုန်လုံးကဆိုတော့ဒီလိုမျိုးဟိုတူတဲ့လူတွေပေါ့နော်တွားပြီးတော့စုမိနေကြတယ်ဆိုလို့ရှိရင်လေဒါက ဟိုကံကောင်းတဲ့သူတွေပါပဲပေါ့နော်ပြောရမယ်ဆိုကောင်းတဲ့ဘဝတွေကိုရရထားတယ်ကောင်းတဲ့အသိပညာတွေကောင်းတဲ့အသိဉာဏ်တွေအတွေးတွေပေါ့ဒါတွေကိုရထားတယ်ဆိုတော့ကျမဆိုလို့ရှိရင်ဒါကျမကြွားပြီးပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကျမရဲ့ဟိုစာဖတ်တဲ့သူတွေရဲ့အတိုင်းအဝိုင်းပေါ့နော်အဲ့ဒီမှာအဲ့လိုဟိုတယောက်နဲ့တယောက်ဟို agree မဖြစ်ဘူးပေါ့နော်သဘောထားချင်းမတိုက်ဆိုင်ဘူးဆိုရင်တော့မှ ဟိုအချင်းချင်းပြောကြဆိုကြတဲ့အခါမှာညင်းကုန်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တည်တည်ချာချာကိုယ့်ရဲ့ point of view ကနေပြီးတော့တည်တည်ချာချာရင်ရင်ကြီးကြီးကောင်းကောင်းမွန်မွန်လေးဟို present လုပ်နိုင်တယ်တင်ပြနိုင်တယ်အဲ့လိုလူတွေအများကြီးပဲရှိရပါတော့အဲ့ဒါတွေကိုတွေ့ရတဲ့ခါတိုင်းမှာလည်းအမြဲတမ်းကုံယူပါတယ်အမြဲတမ်းလေးလေးစားတယ်ကို့မှာကို့ရဲ့ community ပေါ့နော်ကို့ဝင်ရထားတဲ့ community တစ်ခုမှာတော့ရှိရတဲ့သူတွေကအရင်က decent ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်မ အတွေ့တိုင်းမှာအမြင်ရမယ်ဝမ်းသာတယ်ကျေးဇူးလည်းတင်တယ်ပေါ့နော်အဲ့တော့ဒါစိတ်အားဖြင့်ဟိုအားပြည့်နေတဲ့သူတွေနော်စိတ်အားဖြင့်ကောင်းတဲ့သူတွေပေါ့နော်ဒါကိုကျွန်မပြောချင်တယ်နောက်တစ်ခုကရုပ်အားဖြင့်ပေါ့နော်ရုပ်ပိုင်းဆိုင်ရာအစင်းအဲအသွင်အသွင်အပြင်ပေါ့နော်ရုံနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ပုံဝင်ချင်းမှာအဲ့လိုမျိုးလူတွေရှိကြတယ်ကျမဆိုလို့ရှိရင်ဟို celebrity တကယ့်နာမည်ကြီးပေါ့နော်နာမည်ကြီးတွေအစိုးရတွေရုပ်ရှင်မင်းသမီးတွေမင်းသားတွေသူတို့တွေနဲ့ကျမအနီးကပ်ကိုတွေ့ဘူးပါတယ်နော်သိပြီးတော့မကြသေးခင်အောင်မှာကျမကိုအရင်နာမည်ကြီးရဲ့အစိုးရအမျိုးသမီးလေးတယောက်လာပြီးတော့နှုတ်ဆက်တယ်နော်နာမည်တော့ကျမမပြောတော့ပါဘူးဒါပေမဲ့ तू ကသူသူပြောပါတယ်ကျမရဲ့ဟိုထောက်တေးလဲသူနားထောင်နေပေါ့နော်ဒါလေးကိုလည်းကျမ ပြန်ပြီးကြရတယ်ဒီချလဲဟိုကျွန်တော်နှုတ်ဆက်ဖြစ်တယ်ပေါ့အဲ့တော့သူ့ကိုကြွေးလိုက်တဲ့အခါမှာလဲဘာဖြစ်လဲဆိုလို့ရှိရင်ဟိုအသားတွေပါပဲเนาะသူသူ ਨੇ အဲ့လိုမျိုးထိရခံရတယ်အဲ့လိုအသားအေးလေးတွေကအစဘာဖြစ်နေလဲဆိုလို့ရှင်တကယ့်ဟိုဟိုနုနုဖက်ဖက်ကလေးပေါ့เนาะအဲ့လိုမျိုးဖြစ်နေဟိုအကျန်းတန်းနဲ့ဟာမျိုးမဟုတ်ဘူးပေါ့เนาะတကယ့်ဟိုအဲ့လိုမျိုးနမေနမေအရင်ကြီးရဲ့ဒီတနိုင်ငံလုံးအတိုင်းတာနဲ့ဟိုလူတွေချစ်တာခံရတဲ့သူအဲ့လိုမျိုးပေါ့အဲ့ခါကျတော့ ကြည့်ရတဲ့အခါမှာလည်းဘာဖြစ်လဲဆိုသူနဲ့ထိတွေ့ရတယ်ဆက်ဆံရတယ်ပြောဆိုရတဲ့အခါမှာလည်းသူ့ရဲ့ဒီရုပ်အစင်းပေါ့နော်ကျမပြောချင်တာဘာလဲဆိုလို့ချင်းသူတို့တွေစီမှာလည်းအဲ့လိုထူးခြားတဲ့ဟိုထူးခြားတဲ့အထိအတွေ့တွေနောက်ပြီးတော့ရုပ်ဆွင်း အင်္ဂါတွေအသားအရည်တွေအယောင်အစင်းတွေပေါ့နော်ဒါတွေကလည်းသူတို့စီမှာရှိရဲဒါကလည်းထူးခြားမှုတစ်ခုပဲကျမတို့ဒါညင်းလို့မရအောင်နော်အဲ့လို celebrity နဲ့သူများတွေကတော့ပြောမှာပေါ့ဒါကတော့အလှပြင်ထားလို့ဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အလှပြင်ထားတာပဲဖြစ်ဘလို့ပဲဖြစ်ဖြစ်ဟိုပင်ကိုတဘာဝမှာကိုကထူးခြားတယ်တော့ကျမတွေ့လိုက်တုန်းကဆိုလို့ရှိရင်ဒါရိုးရိုးပဲဘာမှမေကပ်တွေပါရအောင်လုပ်ထားရပုံမပေါ့ဘူးဒါပေမဲ့အဲ့မှာမဟုတ် အဲသူ့ကိုကြည့်ရတော်တော်ဟိုလှနေအားလုံးထဲမှာလဲဟိုအများကြီးလူတွေအများကြီးရှိတဲ့ထဲမှာလဲသူကအထင်ရှားဆုံးပုံစံလေးဖြစ်နေရပါဘောနော်အဲအဲ့အားမျိုးဒါလေးကိုနားထောင်ပြည့်တယ်ဆိုလို့ရှိရင်လဲအာကျမဝမ်းသာမှာပါဒီအကြောင်းလေးကိုပြောပြခွင့်ရတဲ့အတွက်ပေါ့နော်နောက်တစ်ယောက်ကကြတော့သူကတော့ရုပ်ရှင်မင်းသမီးပေါ့နော်သူကတော့ ဘာပြောလဲဆိုလို့ရှိရင်ကျမရဲ့ဒီ weekend talk လေးတွေဟိုတဲ့သူကဟိုမိတ်ကပ်လေးနဲ့ချိန်နေပါရင်မှသူနားထောင်နေပေါ့နော်ဆိုတော့ဒါလေးကိုပြန်ပြောပြတာအဲကျမကြားဘူးရေပေါ့အဲ့တော့ဘလို့ပဲဖြစ်ကျမတို့စီမှာအဲ့လိုရုပ်နဲ့ပတ်သက်ပြီးရောအရင်ကိုဟို အရန်လှတယ်အရန်ချိုးတယ်အသားရည်အရန်ကောင်းတယ်သပင်အရန်ကောင်းတယ်အဲ့လိုလူတွေလေကျွန်တော်တို့စီမှာရှိတတ်ကြတယ်ဘေးပတ်ဝန်းကျင်မှာလीနော် celebrity တွေလည်းပါတယ်တချို့ကြောက်လည်း celebrity တော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုသူ့အနေသူဟို celebrity အတိုင်းဝိုင်းနေမဟုတ်ဘူးဒါပေမဲ့သူတို့ကနေသူတို့ကိုအရန်ကိုချိုးတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒီလိုမျိုးကိုချိုးတယ်လှတယ်ပတ်စံရှိရယ်အောင်မြင်မှုတွေရတယ်အဆက်ရှိတဲ့ပြင်ပေါ့နော်အဲ့လိုမျိုးကုသိုလ်ကံတွေပေါ့ကုသိုလ်ကံတွေမှာထူးခြားပြီးတော့ ဟိုပြည့်စုံနေတဲ့ဘဝတွေပေါ့နော်ဒါတွေကိုပိုင်ဆိုင်ရတယ်ဆိုတဲ့အခါမှာတချို့တွေကျွန်မကြည့်လိုက်တယ်ပေါ့နော်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ social media မှာဟိုအရန်ပေါ်ပင်နေဖြစ်နေပြီးရဲ့အခါမှာဟိုပွဲတွေဖြစ်နေကြတယ်เนาะအဲ့ဒါမျိုးတွေတွေ့လို့ရှိရင်ဒီကျွန်မဘယ်လိုမျိုးခံစားလဲစိတ်ထဲမှာလေစိတ်ထဲမှာအရန်နှမျောရတယ်သိလားနှမျောရတယ်ဆိုတာဘယ်လိုဖြစ်တာလဲဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဟိုဒီလိုမျိုးဘဝအခြေအနေတွေပေါ့နော်ကောင်းတဲ့ဘဝအခြေအနေတွေ ရထားရဲ့သားနဲ့ဟိုအချိန်နေအလကားအချင်းကြီးကုန်နေကြတာပေါ့နော်အဲ့ဒါကိုသွားပြီးတော့ကျမစိတ်ထဲမှာသွားပြီးတော့နှမျောမိရေပေါ့နော်အဲ့တော့အမှန်မှားတော့ဗာလဲဆိုလို့ရှိရင်လူတွေကဟိုအလင်းနဲ့ကနေအလင်းကိုယောက်လာကြတဲ့သူတွေလေနော်အဲ့ခါကျတော့ဗာဖြစ်လဲဆိုအလင်းနဲ့ကိုပဲပြန်သွားနိုင်အောင်လို့လုပ်ရမှာလူတွေရဲ့သဘောတဘာဝပေါ့နော်ဒါကလည်းဗာလဲဆိုလို့ရှိရင်ကျမတို့တန်စီယာမှာအများကြီးပဲလေကျင်ဒီလိုပဲကျင်နေခဲ့ရလीနော်အဲ့ဒါကြောင့်မို့လို့ ဟိုပိုင်လော့ဆရာတော်ကြီးဆိုလို့ရှင်ပြောတယ်လीเนาะအခုချိန်မှာဟိုနိုင်ကလပ်သွားမယ်လို့ခရီးသွားတော့မယ်လို့ဘာလို့ဆိုလို့ရှင်ချက်ချင်းကောက်လိုက်သွားတာလीအခုတကယ်လားတရားတော်ထိုင်ရအောင်တရားဝင်ရအောင်ဆိုလို့ရှင်အမလေးနေချင်းနေပါအောင်တော့ငါအိမ်ရောက်ခွေးကိုဘယ်သူကြည့်မလဲကျမဆိုလို့ရှင်အဲ့လိုမျိုးပဲเนาะအဲဘာလို့ဆရာရှိသေးရဲ့ဘယ်မှာမအားသေးဘူးအစရှိသေးတယ်အဲ့လိုမျိုးတွေလောက်တာလीဘာလဲဆိုလို့ရှင်အပျော်အပါပေါ့ပြောရမယ်ဆိုအပျော်အပါတို့အပြောင်းအပြက်တို့အဲ့လိုပြောရမှာပေါ့เนาะအဲ့ဒါနေပတ်သက်လို့ရှင်ကျမတို့ကပို့ပြီးတော့ ဝါသနာပါပါတယ်เนาะကျမဆိုလို့ရှိရင်လည်းဒီလိုပဲကျမကိုကျမလည်းပြောနေရလဲအတူတူပဲเนาะဒီကသူများကိုပဲရည်ရွယ်ပြီးပြောတာမဟုတ်ဘူးကျမဆိုလို့ရှိရင်လည်းဒီလိုပဲเนาะအခုချိန်မှာတယောက်ကဟဲ့သွားကြရအောင်မှာဘာသွားထိုင်မယ်ဆိုရှင်ကျမပါရင်ဘာသွားမှာเนาะဒါပေမဲ့လာပါတရားစခန်းဝင်ရအောင်ခဏရှိသမျှဟာရီအကုန်လုံးဖြုတ်ချထားခဲ့ဆိုအမလေးဟိုဘာလို့ရအောင်မယ်ညာလို့ရအောင်မယ်သိရမလားအဆရှိသမျှ excuse တွေအများများတယ်ပေါ့เนาะအဲ့လိုလူတွေမှအဲ့လိုသဘောသဘာဝတွေရှိတယ်အဲကျမအမေဆိုလို့ရှိရင်ကျမကိုပြောတယ် အမေက Facebook အရင်ကြည့်ရတယ်ကျမအမေက Facebook အရင်ကြည့်ရပြီးတော့အဲ့လို TikTok တွေပါဆိုလဲသူအရင်ကြည့်ရလို့မဟုတ်ဒါတွေကလည်းစွဲတာဟုတ်နော်စွဲတဲ့အခါကျတော့ဟိုလူကြီးလူကြီးကအိမ်မှာလေဟိုသူလုံးနည်းလေးဖြစ်တာပေါ့နော်သူနဲ့သူနဲ့အဖေါ်ကအဲ့လိုဖုန်းတစ်လုံးပဲဖြစ်နေရပေါ့အဲ့ခါကျတော့သူကတော်တော်ကြည့်ဖြစ်နေကြည့်ပြီးတော့အဲ့လိုကြည့်ပြီးလို့ရှင်သူကကျွန်မကိုလာလာပြောပြတာပေါ့အဲ့လို celebrity ရဲ့အကြောင်းနော်ဘာကြောင့်ညာကြောင့်ပေါ့အဲ့လိုမျိုးပြောပြောပြီးတော့သူက ်ဘာပြောလဲဆိုတော့ဟိုတချို့ဟာတွေကလည်းမဟုတ်ပါဘူးပေါ့လေဒါပေမဲ့ဟိုတင်တဲ့သူတွေကလည်းတင်ကြတယ်ပေါ့မဟုတ်တာတွေကိုပဲပေါ့ဆိုတော့အဲ့လိုမျိုးပြောတယ်ကျမကပြောတယ်အမေကိုကျမကပြောတယ်ဘာဖြစ်လို့တင်တဲ့သူကလည်းတင်တာလဲမဟုတ်ဘူးဆိုတာလည်းသိရသားနဲ့နော်ကြည့်ရသူကရှိနေတာဟိုအဲ့တော့တင်တဲ့သူတွေကလည်းတင်ပြီပေါ့လို့ဆိုပြီးတော့ကျမပြောတယ်အဲ့တော့ကျမမှဆိုလို့ရှိရင်အဲ့ဒါတွေကဘယ်တော့မှမပေါ်ဘူးဘာလို့မပေါ်လဲဆိုတော့ကျမမကြည့်လို့မပေါ်တာပေါ့နော် အဲ့တော့ကြည့်ရသူရှိရဆိုလို့ရှိရင်တော့ပုံမှာပဲလို့ဆိုပြီးတော့အဲ့လိုကျွန်မပြောရတာပြောပြတယ်အမေကိုလေအဲ့တော့ကျွန်မမကြည့်လို့ရှင်နေမရဘူးအမေကကျွန်မကို link ပို့လိုက်ပြန်ပြီအဖွင့်ကြည့်လို့ရှင်အဲ့လိုပေါ့နော်သူသိစေခြင်းတဲ့အကြောင်းတွေပေါ့ဘသူနဲ့ဘသူကဘလို့ဖြစ်တယ်နော်ဘသူကတော့ဘသူကိုစော်နေပြီဟာအဲ့လိုမျိုးတွေပေါ့အဲ့တော့ဘာဖြစ်လဲမကြည့်ခြင်းလဲသူလာပို့တယ်ဆိုဖွင့်ကြည့်လိုက်ဆိုမြင်လိုက်ရပြန်ဟောအဲ့လိုမျိုးပေါ့နော်အဲ့တော့ဒီခါလေးကြောက်လို့ရှင်ဘာကိုသွားတွေ့လဲဆိုလို့ရှင်နေ ဟိုနှမျောစရာကောင်းတယ်ဗောနော်လူရဲ့ဘဝဟိုအချင်းကြီးပဲအချိန်ကြီးကကုန်သွားတယ်ပြီးရခါမှာဟိုဓာရီနဲ့ပဲဟိုလောင်မြိုက်နေရေဗောနော်စိတ်ထဲမှာစဉ်းစားမြင်လူတွေကဘာဖြစ်လို့လဲဗောနော်ဟိုအပူမရှိရင်မနေတတ်ကြတာလားဒါမျိုးတော့မှသွားပြီးတော့စဉ်းစားမြင်လူတွေစီမှာကဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျမတို့ဟိုကောင်းတဲ့လူနဲ့တော်တဲ့သူပေါ့နော်အဲ့ဒါလေးကိုလေကျမဒီ talk လေးမှာကျမထည့်ပြီးတော့ပြောနေတယ်ကောင်းတဲ့လူနဲ့ တော်တဲ့သူဆိုတာနှစ်မျိုးကလေမတူကြအောင်ကျမတို့ကလူတော်လူကောင်းဖြစ်ပါစေနော်ဆုတောင်းကြရလေနော်ကလေးဆိုအမလေးလူကောင်းလူတော်လေးဖြစ်ပါစေလူတော်လူကောင်းလေးဖြစ်အောင်လို့အဆရှိသဖြင့်ပါနော်အဲ့တော့တကယ်လေးတော်တယ်တကယ်လေးကောင်းတယ်ဆိုလို့ရှိရင်တော့ကောင်းပါတယ်နော်ဒါကတော့အကောင်းဆုံးပေါ့လေဒါပေမဲ့တော်တဲ့သူတိုင်းကတော့ကောင်းနေတာမဟုတ်ဘူးနော်ဟိုတော်တယ်ဆိုတာကနှီးမျိုးစုံနဲ့တော်လို့ရတယ်ဥမာဖြင့်ဟိုကျမဆိုလို့ရှိရင်ကလေးတယောက်ကျမမြင်ဘူးရယ်ပေါ့နော်အဲ့ဒီကလေးကဘာဖြစ်လဲဆိုလို့ရှိရင် အရန်တော်တာသူကအရန်တော်တယ်ညံနေပါရတဲ့အရန်ကောင်းတယ်ဒါပေမဲ့ तू တော်တာကြီးရလေဘာဖြစ်လာလဲဆိုတော့အရန်ကြောက်စရာကောင်းလာတယ်သိလားနော် तू တော်တာကဘယ်လိုမျိုးပုံစံဖြစ်လာလဲဆိုတော့ကူလီကူမာတွေအကုန်လုတ်တက်တယ်အဲ့လိုမျိုးဘူးလူလေကြတဲ့ဟာမျိုးတွေပေါ့နော်ငွေချင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အလုတ်ကိုင်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးတော်တယ်အရန်တွေးတတ်တယ်ဟို ဖြက်လန်းကြီးအကုန်လိုက်တတ်တယ်တုံးတတ်တယ်ဆိုတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ စီးပွားလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်နော်ဟိုလောဘကိုအခြေခံပြီးတော့လုပ်တာမျိုးတွေဖြစ်လာတယ်ပြီးရက်ကမှသူထက်တက်တဲ့သူတွေကိုတော့မှသူကဘာဖြစ်လဲဆိုဆရာပြန်လုံနိုင်တယ်နော်အဲ့လောက်အထိကိုတော်တာအဲ့တော့စဉ်းစားကြည့်နော်အဲ့ဒါဘယ်လောက်တော်လဲဆိုတာစဉ်းစားကြည့်အရန်အုံနောက်ကပြေးတာနော်ဘလို့လုံးလိုက်လို့ရှိရင်ဘလို့ပြီးလဲအကွက်တွေကျော်ပြီးတော့မြင်တာအကွက်တွေကိုမြင်နေတာသူ့ကိုလုံးလိုက်တယ်ဆိုလို့ရှိရင်လည်းသူကသိရတာဘာအကွက်ကြောင့်မလို့အဲဘလို့အကွက်ရွှေ့လိုက်တာအဆရှိတဲ့ပြင်ပါနော် အဲ့တော့ဘာဖြစ်လဲဆိုတော့တော်ရဲသူရိုင်းရလည်းမကောင်းဒါပေမဲ့အရန်တော်လာတယ်အဲ့ဒီတော်လာတဲ့ဟာကိုတည်တည်ကြကြမတုံးတတ်ဘူးပေါ့နော်အတုံးမချနိုင်ဘူး apply မလုပ်နိုင်ဘူးဆိုတဲ့အခါကျလို့ရှိရင်အဲ့ဒီတော်ရာကြီးကအရန်အန်ဒီအများတယ်နော်ဘာအတွက်အန်ဒီများလဲဆိုကိုကိုရိုင်းအတွက်လည်းအန်ဒီများတယ်ဟိုသူရှိနေတဲ့ပတ်ဝန်းကျင်အတွက်လည်းအဲ့ဒါကြီးကအန်ဒီများတယ်ဘာဖြစ်လို့ဆိုသူပြောသူလိုပြောရမယ်ဆိုအကွက်တွေရွှေ့နေအောင်နော်အဲ့ဟာမျိုးလေကျွန်မတွေ့ဘူးတယ်တချို့ကြတော့လည်းဘာဖြစ်လဲဆိုအရန်ကောင်းတယ်နော် ကောင်းနေဆိုစိတ်နှလုံးသားမှာဘာဖြစ်လဲဆိုနူးညံ့နေတိမ်မွေ့ရဲအဲ့လိုမျိုးဖြစ်တယ်။ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်အရန်ကောင်းနေပြန်တဲ့အခါကျတော့နော်သူ့ရဲ့နှလုံးသားထဲမှာတော့သူ့မှာအလင်းရောင်ကရှိနေပြီသားနော်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်အဲ့လိုမျိုးဟိုလှုပ်ရှားရှိရဲ့အလုပ်တွေမှာနှောက်နှေးနေတာနော်ဟိုတစ်ခုခုဆုံးဖြတ်ဖို့နေရာမှာခဲရင်နေတာကိုဘကိုအရှိမထွက်ပင်နေသူများကိုပဲပြီးပြီးတော့အရှိထွက်ခိုင်းတာပေါ့နော်ဒါမျိုးတွေဒါတွေက ဟို psychology ဘက်ကပြောလို့ရှိရင်ဒါ imposter syndrome တို့နော် armchair quarterback အဲဆင်ဒရုံးဒါတွေရှိရတယ်เนาะကျမနဲ့ YouTube မှာတော့မဆီယာမင်းလာနဲ့ဒီအကြောင်းလေးတွေကျမတို့ပြောထားပြောထားသေးတယ်တကယ်လုံနိုင်စွမ်းအားနဲ့ယုံကြည်မှုပေါ့เนาะအဲ့လိုမျိုးပြောတာကျမဒီအဓိကပြောချင်တာတော့ဗါလဲဆိုဒီမှာပြောချင်တာတော့အဲ့ဒီလူတော်နဲ့လူကောင်းပေါ့เนาะလူကောင်းကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်အဲကောင်းတယ်เนาะ तू ကတော့ပဝင်ခြင်းအတွက်ဆိုလို့ရှိရင် तू ကတော့ NDA မရှိဘူး तू ကเนาะ အဲ့တော့လူတော်ကကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်အန္တရာယ်ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့လူကတော်လဲတော်တယ်ကောင်းတယ်ကောင်းတယ်ဆိုလို့ရှိရင်တော့ဒါတွေကဟိုလူတွေအတွက်ကိုအများကြီးအကျိုးပြုသွားတဲ့လူတွေပေါ့နော်ဆရာကြီးတွေရှိရဲသူတို့ရဲ့ legacy တွေကိုမျှဝေခဲ့တာနော်ဟို community အတွက်အလုပ်လုပ်ပေးသွားတာသူတို့ရှိတဲ့အတွက်ကြောင့်လို့အဲ့ community မှာ benefits တွေအများကြီးရတယ်နော်ဟိုကောင်းမွန်တဲ့ဖြည့်ဆည်းမှုတွေပေါ့ရုပ်ပိုင်းဆိုင်ရာအရာစိတ်ပိုင်းဆိုင်ရာအရာ နော် spiritual ဘိုင်း emotional ဘိုင်းအဲ့ဘက်မှာ အများကြီးကို nourish ဖြစ်စေတယ်ပေါ့အာဟာရတွေအများကြီးပေးသွားတယ်အရင် rich ဖြစ်တယ်ပေါ့နော် rich ဖြစ်တယ်ဆိုတာ material နေနဲ့ပတ်သက်ပြီးတော့ rich ဖြစ်တာမဟုတ်ဘူးနော် စိတ်ဝိညာဉ်နဲ့ဆိုင်ပြီးတော့တကယ်ကို spiritually သူတို့ရှိနေတဲ့အတွက်ကြောင့်မို့အားတစ်ခုရှိတယ်ဆိုရက်ဟိုဆရာကြီးတွေဆရာမကြီးတွေဒါကျမတို့ပုံဝင်ချင်းမှာအများကြီးရှိတယ် being good and doing good ဆိုတော့ပြောရတယ်။ doing good ဆိုတာကြတော့ကျမတို့ကောင်းတာတွေလုပ်တာပေါ့နော် being good ကကြတော့ဘာလဲဆိုကျမတို့ကောင်းတဲ့အနေနဲ့ဖြစ်တည်တာအဲ့တော့လူကောင်းနေရတော့ဘာဖြစ်လဲဆို being good ပေါ့နော် doing good ကတော့ဘာဖြစ်လဲဆိုလူကောင်းတယောက်ကလည်း doing good လုပ်နိုင်တယ်ကောင်းတာတွေလုပ်နိုင်တယ်ကောင်းတဲ့သူတယောက်ကကောင်းတဲ့အရာတွေကိုလုပ်နိုင်တယ်ဒါပေမဲ့စိုးရိမ်လူတယောက်ကရောခုနပြောသလိုမျိုးပေါ့နော်ဖျားသွားတာရောနော်ဒါမျိုးတွေကိုမလုပ်နိုင်ဘူးလားလုပ်နိုင်တာပဲနော်ဟုတ်တယ်နော်စိုးရိမ်သူတယောက်ကလည်းဘာဖြစ်လဲအဲ့လိုအရာတွေလုပ်နိုင်တယ်ဥမာ ုသူကောင်းမှုလုပ်တာတော့နော်တခိုးလေးလုပ်နိုင်တာပဲလေဒါကနော်သူလဲလူချင်းလဲလူမှာပဲဟုတ်တယ်မလားအဲသူများပစ္စည်းခိုးနေလို့ဒါသူမလူဘူးဆိုတာမဟုတ်ဘူးလေသူလဲလူစရာရှိလို့ရှိရင်လူမှာပဲကောင်းတာတော့လုပ်နိုင်တယ် doing good ဆိုတာအဲ့ဒါပေါ့နော် good ဖြစ်အောင်တော့လုပ်လို့ရတယ်ဒါပေမဲ့ being good ကတော့ပိုအရေးကြီးရယ်ကောင်းနေဖို့ကပိုအရေးကြီးရယ်ကောင်းတာလုပ်တယ်ဆိုတာကောင်းတဲ့သူကမကောင်းတဲ့သူကကောင်းတာလုပ်နိုင်တယ်တကူဒါကိုကြည့်ပြီးတော့ အလုပ်တစ်ခုနော်ကောင်းတဲ့အလုပ်တစ်ခုကိုသူလုပ်တာကိုကြည့်ရဲကြည့်ပြီးတော့ဒါဒါကိုလုပ်လို့သူကကောင်းတယ်လို့တော့ပြောလို့မရဘူးဘာဖြစ်လို့ဆိုတော့ကောင်းတာကိုလုပ်တဲ့သူတွေမှာစိုးတဲ့သူလည်းပါနိုင်တာ哦နော်ဒါပေမဲ့သူကသူငကိုကောင်းတဲ့သူတယောက်ဖြစ်ဖို့ဆိုတော့ being good ဒါတော့ဘာနဲ့လာလဲဆိုရင်နှလုံးသားတွေကလာတယ်ဒါပို့ပြီးတော့အရေးကြီးတာအဲကြောင့်မလို့ကျမရေဆောက်တုံးရှိရယ်လေကဘာသက်နော်အဲကဘာသက်ထဲမှာဆိုလို့ရှိရင် အဓိကအဲ့ဒါကိုပဲရေးတာပဲအဲ့ဒီ being good နဲ့ doing good ကိုရေးတာအဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့အဲ့အဲ့ဒါလည်းပြောပြရအောင်မအဲ့ဒီကဘာသက်ရေးတဲ့အခါကျတော့အဲ့ဒီအဲ့ဒီစာတစ်ပုဒ်ပါတယ်အဲ့ဒီ being good နဲ့ doing good ကိုရေးတာပေါ့နော်တကယ်တမ်းမှာ new earth ကိုသွားတယ်ဆိုလို့ရှိရင်လူတွေကအဲ့ဒီ being good ဖြစ်ဖို့လိုအပ်တယ်လူကောင်းတွေဖြစ်လာဖို့လိုအပ်တယ်ပေါ့နော်လူတော်တွေလည်းကျမတို့မလိုလားဆိုလိုတာပေါ့လူတော်လူကောင်းဆိုလို့ရှိရင်ပို့ပြီးတော့မှကျမတို့လိုအပ်သေးတယ်နော် ဲ့တော့ကျမကအဲ့ဒီစာတပုတ်လုံးရေးလိုက်တယ်ရေးလိုက်ပြီးတော့ဖြစ်လဲဆိုတော့အဲ့ဒီစာဟုတ်စာအုပ်ကိုအပိသက်နေတဲ့အချိန်မှာအဲ့ဒီကျမရေးထားတဲ့တပုတ်လုံးကဘာဖြစ်သွားလဲဆို delete ဖြစ်သွားတယ်ကျမဘလို့မှပြန်ရှာလို့မရတော့ဘူးပြန်ရှာလို့မရတော့ဘဲနဲ့ကျမမှာအဲ့ဒီဟာကြီးတပုတ်လုံးကိုပြန်ရေးနိုင်တဲ့ခွန်အားလည်းကျမစီမှာမရှိတော့ဘူးပေါ့နော်အဲ့တော့အဲ့ဒီကဘာတက်တယ်မှာအဲ့ဒီ being good နဲ့ doing good အဲ့ဒီအကြောင်းကကြံ့သွားခဲ့တယ်ပေါ့ဒါပေမဲ့လည်းမတက်နိုင်ဘူးကျမလည်း give up လုပ်လိုက်ရတယ်เนาะအချိန်ကလည်း အရင်နီးနေပြီကတ်နေပြီကျမဟိုရေးတဲ့ဟာလည်းလုံးဝရှာလို့မရဘူးဆိုတဲ့ခါကျတော့အဲ့တော့အဓိကတော့ဒီမှာပြောချင်တာပါလဲဆိုလို့ရှိရင်ဟို being good နဲ့ doing good မှာ being good ဖြစ်ဖို့ကပို့ပြီးတော့အရေးကြီးပါတယ်เนาะတကယ်ကိုနှလုံးသားရဲ့ကိုကောင်းနေမှာလူကကောင်းနေဆိုတဲ့လူပြဥမာကျမဆိုလို့ရှိရင်ကျမအမြဲတမ်းပဲပြောလို့ရှိရယ်ဘာလဲဆိုကျမလေတော်တဲ့ထဲမှာကျမမပါဘူး အဲ့ဒါအမှန်ပဲသူများတွေကတော့အဲ့လိုပြောလို့ရှိရင်ပြောရတာဒါကကိုယ့်ကိုရှော့တွက်တာတော့ဘာလို့ပေါ့နော်ဟိုဘလို့ပဲဖြစ်ဖြစ်ပေါ့ကျမငငယ်တဲ့ကဒီလိုမျိုးပဲဟိုထူးချွန်တဲ့အကြောင်းသူတွေမှာတော့ကျမပါတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုသူများကလေဟိုတည့်ရက်လောက်ရတဲ့စာဆိုလို့ရှိရင်ကျမနှစ်ရက်လောက်လုံးမှရတာကျမအရန်စူးစားရတယ်အဲ့လိုမျိုးဟိုအဲ့လိုသဘောမျိုးရှိရပေါ့နော်ကျမအဲ့ခါကျတော့ဟိုကိုကိုကိုဆိုလို့ရှိရင်ကျမအခုချိန်မှာ တခုဆိုလို့ရှိရင်ကျမအမြဲပြောဟာဒီဟာတွေဆိုလို့ရှိရင်စာတွေဆိုလို့ရှိရင်ကျမမကြက်နိုင်ဘူးအဲ့ဒါတချို့ဆိုကျမကိုပြောကြတာပေါ့ပေစာမွေးဖြီပါလားဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့ဒါပြောလို့ရှိရင်ကျမအမြဲပြောအမလီမကြက်နိုင်တော့ဘူးမမှတ်နိုင်တော့ဘူးကျမကိုကျမတော့အမြဲတမ်းပဲသတ်မှတ်တယ်ဘာလဲဆိုကျမတော်တဲ့ထဲမှာတော့မပါနေဘူးပေါ့နော်ဒါပေမဲ့ကျမကိုယ့်အကူပြောလို့ရရှိတယ်ကျမကောင်းတဲ့ထဲမှာတော့ပါတယ်နော်ကောင်းတဲ့သူတွေမှာတော့ပါတယ်ဒါပေမဲ့ကောင်းတယ်ဆိုတဲ့နေရာမှာလေဟိုအရိယာသူတော်စင်မကြီးပေါ့အဲ့လိုမျိုးကြီးကျမဖြစ်ပြီးတော့ ဟိုကောင်းတာမျိုးတော့လည်းမဟုတ်ဘူးเนาะဒါပေမဲ့မယုံမာဘူးပေါ့เนาะယုံမာတဲ့သူတွေမှာတော့မပါဘူးအဲသူများအကျိုးစီးပွားပြည့်စည်ရပြည့်စည်ကြအောင်လုပ်တာတို့သိရမလားเนาะအဲ့အမျိုးတွေမှာတော့မပါဘူးဟိုတာမန်လူပဲပေါ့တာမန်လူဆိုတဲ့အတွက်ကြောင့်မို့ဟိုစိတ်ပုတ်တာတွေဘာလို့လဲရှိရပဲတခါလေးကြာလို့ရှင်เนาะမနာလို့လည်းဖြစ်တတ်တာပဲကျွန်မခဏခဏပြောတာပဲဒီเนาะဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှင်စကားတခွန်းရှိရလေနော်လူကမယိုင်းရင်မယိုင်းလို့ရတယ်မယုံပါစေနဲ့ဆိုတော့ အဲ့ဒါမမေကြီးကပန်းမြိုင်လေးရဥယျာဉ်မူထဲမှာဥကျော်ဟင်းကိုအဲသူ့ကိုပြောတာတယောက်ကအဲ့ထဲမှာပါတဲ့တယောက်ကနော်ဟိုအဲ့ထဲမှာပါတဲ့ဆက်ဆောင်တယောက်ကိုဘယ်သူလဲတော့ကျမမမှတ်မိတော့ဘူးဒါပေမဲ့အဲ့ဒီစကားလေးကိုတော့မှတ်မိတယ်နော်အဲ့ dialogue ကအရင်ကောင်းတာလေဟုတ်တယ်လူတယောက်ကဘုရားမှာမိုင်ရိုင်းကျင်နေဆိုမိုင်ရိုင်းလို့ရတယ်နော်ဒါပေမဲ့အဲ့ဒါခွင့်ပြုထားတာမဟုတ်ဘူးနော်ဟိုမိုင်ရိုင်းနေဆိုရင်တော်သေးတယ်အဲ့လိုပြောရမှာမိုင်ရိုင်းကျင်မိုင်ရိုင်းလို့ရတယ်တော့မဟုတ်ဘူးပေါ့လေနော် ဒါပေမဲ့ယုံမာတယ်ဆိုတာကကြတော့မလုပ်ရဘူးเนาะယုံမာတယ်ဆိုတာကဘာလဲဆိုခုနမကောင်းတဲ့သူတွေဟိုကိုကကိုပဲပေါ့เนาะကောင်းတဲ့လူတယောက်ဖြစ်ဖို့ပဲကြိုးစားပါအဲ့တဲမမကိုကတော်နေတယ်เนาะကိုကတော်တဲ့သူတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ဒါအတိုင်းတစ်အလွန်ပဲเนาะအဲ့တော့ကိုရဲ့ community မှာကိုကเนาะအများကြီးရည်တည်ပေးနိုင်တယ်တော်တဲ့သူတယောက်အနေနဲ့လည်းရှိတယ် အဲကောင်းတဲ့သူတယောက်အနေနဲ့လည်းရှိရယ်ဆိုလို့ရှိရင်အများကြီးအားဖြစ်ရတယ်ပြီးတော့ဒါကဘာဖြစ်တာလဲဆိုလို့ရှိရင်ကျမတို့အလင်းရနေလာတဲ့ဘဝပေါ့နော်ဒီဘဝမှာလည်းပြန်ပြီးတော့လင်းလက်တောက်ပါတဲ့ဘဝမျိုးရတယ်အဲ့တော့ကိုကနောက်ထပ်တန်စီယာကိုလည်းယုံကြည်ရဲ့ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ဗာလဲနောက်ဘဝမှာထပ်ပြီးတော့လင်းမှုဆိုလို့ရှိရင်အခုဘဝမှာလည်းထပ်ပြီးတော့လင်းမှုလောက်ရမယ်ပေါ့နော်ကျမတို့အဲ့ဒီလာနှုတ်ဆက်တဲ့ဆိုတော့ မျိုးသမီးလေးဆိုလို့ရှိရင်ဘာပြောလဲဆိုသူတို့တွေစုပြီးတော့တရားထိုင်ကြတာတွေရှိတယ်เนาะအဲသူတို့မေတ္တာကိဉ္စမုဒိတာเนาะဒီပြမစိုးတရားလေးပါနဲ့သူတို့หนีတယ်အဆရှိသဖြင့်ပေါ့เนาะဒါလေးပြောပြရတယ်ပြောပြရတဲ့အခါကျတော့ကျမစိတ်ထဲမှာဘာဖြစ်လဲဆိုဝမ်းသာပါတယ်ဝမ်းသာမိရယ်ဘာလို့လဲဆိုတော့ဟိုလူရနာမည်ကြီးလေလူရဲမှာအမြင်အတွေ့ခံရလေပို့ပြီးတော့တိုက်ခိုက်ခံရလေရိုက် ရိုက်ပုတ်ခံရလေပေါ့နော်ဒါမျိုးတွေရရှိရဲအဲ့တော့စိတ်ကိုလည်းတကယ်ကိုအဲ့လိုမျိုးနေနိုင်မှသာလျင်တော်တော်အေးချမ်းမှာပေါ့အဲ့လိုမဟုတ်ဘဲနဲ့အကုန်လုံးလိုက်ပြီးတော့လောင်နေမယ်အကုန်လုံးပြန်ပြီးတော့တုံ့ပြန်နေမယ်ဆိုလို့ရှိရင်တော့ဘာဖြစ်လဲအလင်းထဲကနေပြီးတော့အလင်းထဲကိုလာရတဲ့ဘဝကလည်းအချီးနှီးဖြစ်သွားမှာပဲအဲ့တော့ကိုကလင်းတည်တဲ့လင်းတဲ့ဘဝတွေကိုပိုင်ဆိုင်ကြစေခြင်းနဲ့အဲ့ဒီလင်းနေတဲ့ဘဝတွေမှာနော်ဆက်ပြီးတော့အဲ့လိုမျိုးပူလောင်မှုတွေနဲ့ကိုယ့်ရဲ့ဘဝတွေမှာ ဒါတွေပဲပေါ့နော်လောင်မြိုက်နေရဆိုလို့ရှင်တော့ဟိုကမှောင်တဲ့ဘက်ကိုလည်းပြန်ပြီးရောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလေကျွန်မဒီ reminder အနေနဲ့ပြောပြခြင်းဖြစ်ပါတယ်ဟိုရရှိရဲ့ဘဝအခြေအနေကိုဘဝရဲ့ blessing တွေပုံမှာလေတကယ်ကိုပဲယုံကြည်ပါအားတက်ပါနော်ပြီးရခါမှာပို့ပြီးတော့လင်းတဲ့ဘဝတွေပေါ့နော်တကယ်လူတော်လူကောင်းတယောက်ဘဝနဲ့ပို့ပြီးတော့လင်းတဲ့အာအနာဂတ်တွေကိုဒါတွေကိုလေဖန်တီးနိုင်ပါစေလို့ကျွန်မ ဒီ weekend talk တွေကနေစုတောင်းပေးလိုက်ပါတယ်ဆိုတော့အားလုံးပဲအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် have a nice weekend and thank you for listening